ဆိုပါလဲကိုတော့အမှတ်စဉ်တစ်ခါရေရအောင်လုံးနိုင်ခဲ့တဲ့နဘေးကဆိုလင်းဦးကိုတော့ဘာမှလုံးမရခဲ့ဘူး ပရိသတ်များလုံးပဲမိလာများ24 Sport ကနေပြန်လည်ကြိုလဲပါရင်နဗိကချန်ပီယံဖြစ်ဖို့ထိုက်တန်နေပါပြီဆိုပါလက်ကိုတော့ဒီလိုအယုတ်ကျိုးပြည့်ဖြစ်အောင်ကစားနိုင်နေဆိုတော့ဗတန်ဝိတ်တန်းမှာသူ့ကိုနိုင်မဲ့သူကမရှိတော့ပါဘူးအခုနေရောတန်ဝိတ်တင်ပြီလားထိုးရင်လည်းအရမောင်းကြောင့်နဗိကိုနိုင်ဖို့ဆိုတာမလဲပါဘူးအနာကက်မရတဲ့နေဆိုပါလက်ဖြစ်တယ်လို့မျိုးစတိုလင်ဦးဖြစ်တယ်လို့မျိုးရော့တန်လည်းဖြစ်နေမှာပါနဗိကပိန်းသားပိန်းနေပါဝါအားလည်းကောင်းပါတယ်နီကိုကာရီလိုဆိုရင်လည်းအမတ်စင်၃ခါရေခံရတယ်လို့ဆိုပါလက်လည်း၂ခါရေခံရတာပါအမတ်စင်ရေမခံရတာဆိုလို့ဆွန်လင်းဦးတို့ပဲရှိပါတယ်။ဆိုပါလက်မာရီဆိုတာဆွန်လင်းဦးအိတ်နေတယ်လို့ပဲရှိတယ်လို့ပြောရတော့မလို့ပါပဲ ဆိုပါလက်ကရှေ့မှာတက်ခဲလို့ရတန်ဂျိုနသန်ဟက်ကာဂျီတို့ကိုနိုင်ထားတာကြောင့်ဝမ်ရဲ့ကောင်းနေကြီးပဲရှေ့ဖြုတ်လာတဲ့သူပါလက်ရှိပေါင်ဖော်ပေါင်အကောင်းဆုံးဖိုက်တာလို့ညွှန်းဆိုခံထားတာဖြစ်ပါတယ်ဒါပေမဲ့ခုတော့ဆိုပါလက်တောင်ချန်ပီယံကပတ်ပြုတ်သွားပြီဖြစ်သလိုကစားမဘွားအထည်အနာဆုံးပွဲကိုလည်းရင်ဆိုင်လာတာဖြစ်ပါတယ်နမေကဆိုပါလက်ကိုကောင်းနာဆော့ကစားသွားတာပါဆိုပါလက်ဖိအားပေးနေအမားလုံးမိအပိုင်ကျွလိုက်တာဖြစ်ပါတယ်ဆိုပါလက်နည်းနည်းလေးမှားတာနဲ့ပေးဆက်မှုကကြီးမားသွားတာဖြစ်ပါတယ်စဝါလက်ကနဘေးရဲ့မျက်နှာကိုလှန်လှန်ထုတ်ပေမဲ့အရာမထင်ခဲ့ပါဘူး။အောက်ပိုင်းဖြစ်ကိုစူးစမ်းပေမဲ့နဘေးကရှင်းမတက်ပဲရှောင်ကစားနေတာပါ။ ဆိုပါလဲကနဘေးရဲ့ပိုင်နယ်ထဲကျွန်သွားရင်မခံတော့ပါဘူးနဘေးရဲ့ဒူးတွေကလက်သေးတွေနဲ့လှမ်းထိုးသလိုဖြစ်နေခဲ့တာပါ ပိုးတော်ရင်ကလင်ဆွဲပြီးဒူးတိုက်တာတွေကကြောက်ဖို့ကောင်းပါတယ်ပထမအချိန်မှာစူပါလက်နန်ကိုဒူးတိုက်ခံလိုက်ရပြီးအထိနာသွားတာပါနဘေးကစက်တိုက်လိုက်ဒူးတာခံရင်လည်းအမတ်စင်မှာရေခံလိုက်ရတာပါဒုတိယအချိန်မှာလည်းစူပါလက်နဘေးနောက်လိုက်ရင်ကျွန်သွားတာကြောင့်ဘဲချေအမြင့်ကန်ခံထားထိလိုက်ရပါတယ်နဘေးရဲ့ကောင်တာတွေကကြောက်เสียပါတတိယအချိန်လည်းစူပါလက်ဘလို့မှမတော်ပါဘူးအလဲထိုးမခံရအောင်သာထင်းကစားသွားခဲ့တာဖြစ်ပါတယ်စူပါလက်အမတ်စင်နှက်ခါတော့ရေခံရပြီးထိုက်ထိုက်တန်တန်ရှုံးခဲ့တာဖြစ်ပါတယ်ဒီပုံစံအတိုင်းသာဆိုရင်နဘေးကိုဘက်တန်ဝိတ်တန်းမှာဟက်ကာဒီလက်မနိုင်တော့ပါဘူးနဘေးက WNC မှာဆယ်ကျော်တဲ့အရွယ်တုန်းကလက်ဝိတ်လာထိုးဘူးသူပါအောက်သက်ကျေသူဖြစ်ပြီးပညာတော်တော်လေးကောင်းပါ တယ်။ဒါကြောင့်လည်းအခုလိုငငယ်ရွယ်နဲ့ချန်ပီယံစင်တန်းကိုရောက်လာတာပဲဖြစ်ပါတယ်။ဒါဆိုရင်တပင်းအနေနဲ့ဝေးကျင်ပြီးကစားတင်လာစဉ်းစားကြည့်အောင်ပါ။တချို့နေရာတွေကစောင်းကြီးအတိုင်းလောက်တာအထက် comment စင်းနဲ့လောက်ကတာများပါတယ်။တပင်းကဝေးကိုဝင်အောင်လုံနိုင်လို့စီကန်းနဲ့အညီ button ဝေးမှာကစားနေလဲဆိုတာမှန်ပါတယ်။ ဒါပေမဲ့ကွန်မွန်ဆင်ရာသူ့အရက်နဲ့ဒီဝေတန်းကဘလို့မှမကိုက်တာတော့အမှန်ပါပဲအမဲယိုးနဲ့ဟင်းအိုးမှအာမနာဆိုတာမျိုးကွက်ကွက်ကွင်းကြီးပါ MMA မှာဆိုရင် heavyweight တန်းထိုးလို့ရတဲ့အရက်ကြီးနဲ့ဖြစ်ပါရင်သူ့ရဲ့ကြီးနဲ့အခု button weight တန်းမှာထိုးရတာပြိုင်ဘက်တွေအတွက်ဘလို့မှအဆင်မပြေပါဘူးအရက်ကမြင့်တော့မျက်နှာကိုပေါ်မှာပါလက်သေးထိုးရင် bear fighter မဆိုကွန်မန်ဒါတဲတဲကိုပဲထိုးချင်တာဖြစ်ပါရင်နမေးနဲ့ထိုးဖို့ဆိုရင်ကောင်းငင်ပေါ်ထိုးချင်ရမလို့ပါပဲပူးသွားရင်လည်းအရက်မကွာတဲ့ကစားသမားဆိုတော့တထောင်ရိုက်လို့ရပါရင်အခုနူဆိုပါလက်ကနမေးကိုတထောင်လုံးဝမရလဲရပါဘူးပူးနေချင်းဒူးနဲ့တိုက်တော့လေသူ့ရဲ့ကြီးနဲ့မို့1 byte တွေရင်းနေတိုက်လို့မရပြန်ပါဘူးဒူးတိုက်လိုက်ရင်သူ့ ဲ့မတော်ရအောင်သွားထိနေတာကြောင့်ဖောင်းကဖြစ်နေပါပြီအဲ့တော့နဘေးနဲ့ကစားရတာဒုတာဝန်ပါပဲကစားရတယ်လို့ဖြစ်နေတာဖြစ်ပါရင်နောက်ထပ်ပြဿနာကဒူးရှိတာပါသူ့ရဲ့ဒူးကလက်သီးနဲ့ထိုးသလိုမျိုးကိုဖြစ်နေတာပါအရင်ရှိတော့တောင်းတန်းအကွာဝေးနဲ့ဆိုရင်သူဒူးနဲ့တိုက်တာကပြန်ပဲရင်ညွတ်တွေစီကိုသွားတာဖြစ်ပါရင်ဘူးတော့ရင်သူတို့ကမေးရိုးတဲတဲကိုလာထိပါတယ်ဒါကြီးကဘလို့မှကစားလို့အဆင်မပြေပါဘူးနဘေးရဲ့ပညာပါဝါကောင်းတာကိုလည်းချီးကျူးရမှာပါသူ့ရဲ့အယံမြင့်ကလည်း 5IG ကလည်းကောင်းပါဝါကလည်းရှိနေတော့ပိုတော်ဆိုးပါရင် သူလည်းဒီအရေးကြီးနဲ့ဗဒန်ဝိတ်တစ်ခုထဲမှာမထိုးတော့ပါဘူးဝိတ်တန်းတစ်ခုချန်ပီယံအိမ်မက်တွေဖေသာဝိတ်တန်းကိုတက်ကစားပါပါဖေသာဝိတ်တန်းမှာဆိုရင်သူ့ဘာဘာပူတော်ကောင်းနေဦးပါပါလက်ရှိချန်ပီယံတဝန်ချန်က9ဗီ17လက်မှာပဲရှိပြီးနဘေးက9လက်မှာတော့ပုံမြင့်နေပါသေးတယ်ဖေသာဝိတ်သောဆိုရင်တော့ကြည်ကောင်းပါပါနဘေးကဆိုပါလက်ကိုလည်းနှစ်ပွဲထိုးထားပြီးပါပြီတဝန်ချန်နဲ့လာတွေ့ရင်တော်တော်လေးကြည်ကောင်းမဲ့ပွဲဖြစ်နေမှာဖြစ်ပါတယ်ပရိသတ်တွေကဘယ်လိုမြင်မိပါလဲနဘေးဖေသာဝိတ်တက်တယ်မီလားဆွေးနွေးပေးသွားကြပါဦး